ီနေ့ပြောမှာကတော့ chapter 23 final accounts for non trading organization ဖြစ်ပါတယ် non trading organization ကိုအမျက်မရှာဖွေသောအဖွဲ့အစည်းလို့ခေါ်ပါတယ်ဒါဆိုတော့ဒီ chapter ကအမျက်မရှာဖွေတဲ့အဖွဲ့အစည်းတွေရဲ့စည်ရင်းချုပ်ရေးဆွဲတဲ့အကြောင်းကိုသင်မှာဖြစ်ပါတယ်အမျက်မရှာဖွေတဲ့အဖွဲ့အစည်းတွေကဘာတွေလဲဆိုရင်တော့ NGO တွေ INGO တွေ UN တွေ charity တွေ fitness center တို့ golf club တို့ နိုင်ရေးကူညီမှုအသင်းတို့ဘဝရိတ်သားတို့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအစရှိတဲ့ဖြစ်ပေါ့နော်အဲဒီလိုမျိုးအသင်းအဖွဲ့တွေအဖွဲ့အစည်းတွေရဲ့ final account ဆွဲတဲ့အကြောင်းကိုတင်မှာဖြစ်ပါတယ်အဲဆိုတော့ဒီ chapter မှာက capital ကို capital လို့မခေါ်တော့ဘဲနဲ့ accumulated fund လို့ပြောင်းပြီးတော့ခေါ်မှာဖြစ်တယ် cash account နဲ့ bank account ကို ပေါင်းပြီးတော့ resident payment account လို့ခေါ်မှာဖြစ်တယ် income and expenditure လို့မခေါ်တော့ဘဲနဲ့ income and expense income statement လို့မခေါ်တော့ဘဲနဲ့ income and expenditure account လို့ပြောင်းပြီးတော့ခေါ်မှာဖြစ်တဲ့ profit for the year ကိုလည်း exact income လို့ခေါ်မယ် loss for the year ကိုလည်း exact expense လို့ရေးမှာဖြစ်တယ်ဒီ net trading လုပ်ငန်းတွေမှာ trade receivable တို့ loan တို့ drawing တို့မရှိဘူးလို့သိပေးရမှာဖြစ်တယ် trade receivable ဆိုတာကမြန်မာလိုရရန်ရှိသောအကျွေးစင်းလို့ခေါ်တဲ့အသိအဖွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အသိအဖွဲတွေအဖွဲ့အစည်းတွေရဲ့ အဲအစရင်ဖြစ်တဲ့တော့ကြောင့်မို့လို့ရဖို့ရှိတဲ့အကျွေးတွေကိုလည်းသူတို့ကမှတ်မနေတော့ဘောနော်ဒါပေမဲ့တခုတည်းရမှာကတော့ပေးဖို့ရှိတဲ့အကျွေးတွေအားလို့သူတို့မှရှိတယ်သူတို့ကနေတော့သူများစီမှာအကျွေးနဲ့သုံးဝဲတာရှိတယ်ဒါကြောင့်မို့လို့သူမှာပေးရန်ရှိတဲ့အကျွေးတော့ရှိတယ်သူများသူများတွေကိုတော့သူတို့ကအကျွေးနဲ့တော့မရောင်းတော့ဘူးဒါကြောင့်မို့လို့သူတို့မှာရဖို့ရှိတဲ့အကျွေးလို့ခေါ်တဲ့ trade receivable ဇင်းတော့မရှိတော့ဘူးလို့မှတ်ထားပေးရမယ်ထို့နည်းတော့ကောင်းမဲ့လုံး ။ငွေချေးထားတဲ့စာရင်းတွေလည်းအသိဖွဲ့တွေမှာမရှိတတ်ပါဘူး။ drawing ထုတ်သုံးတဲ့စာရင်းတွေမဆိုတော့အသိဖွဲ့ဖြစ်တဲ့တော့ကြောင့်မို့လို့ထုတ်သုံးပိုင်권လည်းဘယ်သူ့ဘုံမှမပေးထားဘူးဆိုတဲ့သဘောဖြစ်တယ်ပေါ့နော်။မဆိုတော့ဒီ non trading လုပ်ငန်းတွေရဲ့ main income အဓိကဝင်ငွေပေါ့။အဓိကဝင်ငွေကတော့ဘာလဲဆိုရင် subscription လို့ခေါ်တဲ့အသိဝင်ကြီးကနေရရှိမှာဖြစ်တယ်။အဲ့တော့ non trading နဲ့ final account ဆွဲတဲ့အခါ၃ခုဆွဲပေးရမှာဖြစ်တယ်။အဲ့ဒါတွေကတော့ restaurant or bar account ရက်စတောင်ကောင်းလို့လည်းခေါ်သလိုဘားကောင်းလို့လည်းခေါ်တယ်ပုံစံမှာသူပြောထားတဲ့အတိုင်းပဲရေးပေးရမှာဖြစ်တယ်ပုံစံမှာရက်စတောင်ကောင်းပေးထားရင်ရက်စတောင်ကောင်းလို့ရေးမယ်ဘားကောင်းလို့ပေးထားရင်ဘားကောင်းလို့ရေးမယ်လို့ပြောချင်တဲ့သဘောဖြစ်ပါတယ်။ဘာဖြစ်ရဲ့ income and expenditure account ဆွဲပေးရမယ်။ဘာဖြစ်ရဲ့ non-asset liability ဆွဲပေးကြရမှာဖြစ်ပါတယ်။ သူမှာ resilient payment account လို့ခေါ်တယ် bank account ကိုဆွဲတဲ့ခါကျရင် cash account နဲ့ bank account နဲ့ပေါင်းပြီးတော့သူက resilient payment account ဆွဲတာဖြစ်တယ်เนาะဆိုတော့ဒီ account မှာ debit ထံမှာ receipt ဆိုတဲ့အောက်မှာဗာထည့်ရမယ်ဆိုတော့ cash နဲ့ bank နဲ့ရဲ့ balance video လက်ထည့်တယ်ပြီးွားရင် all of the cash and check receipt ဆိုတော့ငွေနဲ့ပဲဖြစ်ဖြစ်ဆက်လက်မှတ်နဲ့ပဲဖြစ်ဖြစ်ငွေရထားတဲ့စည်းရင်းတွေအကုန်လုံးကိုဒီ resilient payment ရဲ့ debit ထံမှာထည့်ပေးရမယ်တဲ့ က်တစ်ဘတ်ချမ်းမှာတော့ပတ်စံပေးတဲ့ဇင်းလေးကိုထည့်မယ် all of the cash and check payment ဆိုတော့ငွေနဲ့ပဲဖြစ်ဖြစ်ချက်လက်မှတ်နဲ့ပဲဖြစ်ဖြစ်ပတ်စံပေးတဲ့ဇင်းလေးကိုထည့်ပေးရမှာဖြစ်တယ်။နောက်ပြီးွားရင်တော့ balance sheet ထုတ်လိုက်ရင်ရမယ်ပေါ့နော်။နောက်တစ်ခုကကြတော့ restaurant account ဘာ account တွေဆွဲရမယ့် format ဖြစ်ပါတယ်။ restaurant ကောင်းဘားကောင်းတွေဆွဲတဲ့ခါကျရင်သူ့ရဲ့ format လေးချက်ထားပေးရမယ်။အဲ့ဒါကတော့ revenue နဲ့စတယ်။သူ့ရဲ့အောက်မှာ no cost of stay cost of stay လို့ပြောရင် cost of stay ထဲမှာဘာတွေပါလဲတခါတည်းအဲတိနေရမယ်နော်အရင်တော့ကတွက်တဲ့အတိုင်းပါပဲ opening inventory တို့ purchase တို့ closing inventory တို့ဒါတွေပါတယ်လို့သိနေရမယ်။အားကြောင့်ထည့်မရေးထားပြီးတော့ဦးနော်။ revenue ကနေ cost of stay တက်မိုးကိုနှုတ်လိုက်ရင် gross profit ဆိုတာရမယ်။ gross profit မှာ ုံမှန်ဆိုအမားကအင်ကန်ပေါင်းနေကြပါတော့ဒီမှာကြာရင်ပေါင်းစရာမလိုတော့ဘူးအဲ့ဒီအဆင့်ကိုဖြုတ်ပေးရမယ်ဒါကြောင့် expand တစ်ခါတည်းတန်းပြီးတော့နှုတ်မယ်ရတဲ့အဖြေကအာပေါင်းနဲ့ထွက်ရင်အဲ့ဒါက profit လို့တစ်လုံးနဲ့ရေးမယ်ရတဲ့အဖြေကနှုတ်နဲ့ထွက်နေတာ loss လို့တစ်လုံးနဲ့ရေးပေးကြမှာဖြစ်ပါတယ်ဒါကတော့ restaurant account ဘားကောင်နေဆွဲရမယ်ပုံစံဖြစ်ပါတယ် န်စတန်ကဘာကောင်ပြီးရင်နောက်ထပ်ပါဆွဲသလဲဆိုရင် income expenditure အကောင့်ကိုဆွဲပေးရမယ်။ income expenditure အကောင့်ကိုဆွဲတဲ့အခါကျရင် income ကောင်းစင်တက်လိုက်တယ်။ဟောကျော်ဒီ income ကကြာတော့ဒီ restaurant ဟို sorry ဒီအသင်းအဖွဲ့ဒီအသင်းအဖွဲ့ရဲ့ဝင်ငွေစာရင်းတွေကိုဒီ income ကောင်းစရာမှာထည့်ပေးရမှာဖြစ်တယ်။ဒါဆိုတော့သူထဲမှာဘာတွေထည့်ရမလဲဆိုရင် subscription တို့နောက်အပေါ်ကရခဲ့တဲ့ restaurant ရဲ့ buy ရဲ့ profit တို့အဲ့ဒါတွေလက်ထည့်ပေးရမှာ။ ။ဒါပြီးွားရင်တော့အနှုတ် expand ဆိုတော့ဒီဒီအသင်းဖွဲနဲ့ဆိုင်တဲ့ဇယိတ်တွေကိုနှုတ်ပေးကြရမှာဖြစ်တယ်။ရလာတဲ့အဖြေကအာအင်ကန်ကများတယ်ဆိုရင်တော့ exact income လို့ရေးတယ်။ရလာတဲ့အဖြေက expand ကများတယ်ဆိုရင် exact expense လို့ရေးပေးကြရမှာဖြစ်တယ်။အနည်းအားဖြင့်ထွက်လာတဲ့အဖြစ်အပေါင်းနဲ့ထွက်ရင် exact income လို့ရေးမယ်ထွက်လာတဲ့အဖြစ်အနှုန်းနဲ့ထွက်ရင် exact expense လို့ရေးပေးရမှာဖြစ်တယ်။ exact income က နောက်စကလုံးအနေနဲ့သူကို star plus လို့လည်းခေါ်သေးတယ်အဲ့ဒါတမှတ်တပ်အနေနဲ့မိတက်တယ်ကြက်ထားပေးရမယ်မှတ်ထားပေးရမှာဖြစ်တယ် exam expense ကိုတော့နောက်စကလုံးအနေနဲ့ deficit လို့လည်းရေးသေးတယ်တဲ့ဒီက expenditure ရပြီဆိုရင်တော့အမတို့နောက်ဆုံးမှာ SOP ကိုဆွဲပါတယ် SOP ကတော့ပုံမှန်အတိုင်းပဲအမတို့ total asset ကြီးကပုံမှန်အတိုင်းပဲဖြစ်တယ် ညံကားရန်ဆက်လို့ရေးတယ်။အရန်အဆက်မှာကြာရင် inventory ဘာဘယ်က inventory ကိုထည့်မလဲဆိုရင်ဘားတွေ restaurant တွေရဲ့ closing inventory ကိုထည့်ပေးကြရမှာဖြစ်တယ်။အာ inventory ရဲ့ trade receiver မရှိဘူးဖြစ်တဲ့ကြောင့်ထည့်စရာမလိုတော့ဘူး။ trade receiver မရှိလို့ Lawrence တွေပါလည်းမရှိတော့ဘူးပေါ့နော်ဒီ non trading မှာ။ဒါဆိုရင်တော့အာ bank နဲ့ cash တွေထည့်ရမယ်။ bank နဲ့ cash က receipt and payment ပေါ့နော်။အဲ့ဒါထည့်မယ်။ထပ်ပြီးွားရင်တော့ prepaid စာရင်းနဲ့ရှိရင်လည်းထည့်မယ်။နောက်ဆုံးမှာပါလဲဆိုတော့အဲ့ဒါ cruise subscription စာရင်းကိုလည်းထည့်ပေးရမယ်။အဲ့ဒါမေးတတ်တယ်ကိုကထည့်နေကြမဟုတ်လို့เนาะ cruise subscription ရဲ့အတိတ်ဘယ်ကရရန်ရှိသောအသိဝင်ကြီးလို့ခေါ်ပါတယ်။ရရန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ current asset ထဲမှာသူ့ကိုထည့်ပေးရတာဖြစ်တယ်။ဒါပြီးသွားရင်တော့အဲ့ဒါဆို total asset ရသွားလိမ့်မယ်။ total asset ရရင်အရင်တော့ကဆိုရင်အမတို့ capital and liability တို့ရေးတာလေ အခုကကပတန်နာမည်ပြောင်းထားတဲ့ accumulative fan ဖြစ်သွားပြီး molo ကပတန်အစား accumulative fan လို့ရေးတယ်ပြီးတော့မှအနောက်မှာ and liability လို့ရေးလိုက်တယ်။အဲဆိုရင် opening capital လို့မရေးတော့ဘဲနဲ့ opening accumulative fan လို့ရေးတယ်။သူရဲ့အောက်မှာအပေါင်း profit for the year အရင်တော့အမတို့ပေါင်းတယ်။အခုကတော့ profit for the year ကို exact income လို့ရေးတယ်လေ။ဒါကြောင့်မို့လို့အပေါင်း exact income လို့ရေးပေးရမယ်။တကယ်လို့သာ exact expense ဖြစ်နေရင်အနှုတ် exact expense လို့ရေးပေးရမယ်။ အဒရောင်းတွေကမရှိဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒရောင်းမလို့တော့ဘူးအိမ်နှစ်ခုတွက်လိုက်တာနဲ့တခါတည်း closing accumulative fan ဆိုတာထွက်လာလိမ့်မယ်။ဒါဘူးရရင်တော့ဟိုလုံးတွေမရှိတဲ့အတွက်ကြောင့် non current liability လည်းမရှိတော့ဘူးပေါ့နော်။ဒါကြောင့်မလို့ current liability လို့ရေးတယ်။ပုံမှန်တိုင်းပဲ trade payable စည်းရင်းနဲ့ထည့်မယ်။ bank overdraft တွေပါရှိရင်ထည့်ပေးရမယ်။ဒါဘူးရရင်တော့ accrue expense စည်းရင်းနဲ့ထည့်မယ်။အဲ့မှာဒီ non trading မှာထူးထူးခြားခြားပါလာဆိုလို့ uh, receipt in advance or subscription အဲကြတော့ကြိုရထားတဲ့အသိဝင်ကြေးစင်ရင်လို့ခေါ်တယ်။ကြိုပြီးရထားတဲ့အသိဝင်ကြေးစင်ရင်တွေဆိုရင် current liability ထဲမှာလာထည့်ပေးရမယ်။အားလုံးပေါင်းလိုက်ရင် total accumulated fund and liability ဆိုပြီးတော့ရမှာဖြစ်တယ်တဲ့။ဒါကတော့သူရဲ့ final ကောက်ဆွဲရမယ့် format ကလေးတွေပေါ့နော်။ပြီးတော့မှတော့ဒီ accumulated ဒီ non trading ပုံစံတွေကအရှိ chapter ပြောခဲ့တဲ့ incomplete record နဲ့ ဟိုစဉ်းစားပုံစဉ်းစားနေရနည်းနည်းဆင်တူတယ်တော်တော်များတူတာပါအဲ့တော့ तू incomplete record တော့ဆိုရင်လည်းမတော်ကပုံစံတော်ဖို့စဉ်းစားရ opening capital ကစစဉ်းစားတယ်ဒီ non trading မှာလည်းထုတ်နေလကောင်းပဲ opening capital ကနေစစဉ်းစားမယ် opening capital မဟုတ်တော့ဘူး तू ကြရင်တော့ opening accumulated fund ဖြစ်သွားမှာပေါ့နော် ဲ့တော့ opening accumulated fund ကိုလိုချင်ရင် opening asset ကနေ opening liabilities ကိုနှုတ်လိုက်ရုံပဲ။ဘာဖြစ်ပါရင် cash bank account ဆွဲဆိုတော့ cash bank account လို့တော့မခေါ်တော့ဘဲနဲ့ဘာလို့ခေါ်မလဲဆိုတော့ receipt and payment account လို့ခေါ်ရလေ။စီရန်ပေးမန်ကောင်ဆွဲပြီးတော့ balance sheet ကိုရှာပေးရမယ်။ဒါပြီးတော့အဲမှာ true တခြားဆိုလို့ဘာကောင်ထပ်ဆွဲပေးရလဲဆိုတော့ဒီ non trading မှာက subscription account လို့ဆွဲပေးရတယ်။ subscription ဆိုတာလုပ်ငန်းရဲ့ income stream ဖြစ်တယ်ဆိုတာကိုသိနေရမှာဖြစ်တယ်เนาะ income เนี่ย nature credit nature လေးအကြောင်းမို့လို့အမားတို့တွေက subscription account ဆိုရင်အမားတို့က balance bd နောက်တစ်ဆင့်အနေနဲ့အမားတို့က subscription account ကိုဆွဲတယ်เนาะ subscription account ကိုမဆွဲခင်မှာဒီအဖက်ကစာလေးတစ်ချက်ကြည့်ပြင်မယ်เนาะ ်လုပ်ငန်းဒီ non trading လုပ်ငန်းရဲ့ main income ကအသင်းဝင်ကြီးလို့ခေါ်တဲ့ subscription ဖြစ်တဲ့ subscription ကလုပ်ငန်းအတွက် income စရင်ဖြစ်တယ် subscription လို့ပြောရင် subscription ကနှာကုန်ချိန်နှစ်ကုန်ချိန်မှာအာညှိနှိုင်းရမယ့်စရင်နှစ်ခုရှိတယ်အဲ့ဒါကတော့ subscription in area လို့ခေါ်တဲ့ subscription in accrue လို့လည်းခေါ်တယ်သူရဲ့အထိပ္ပယ်ကတော့ရရန်ရှိသောအသင်းဝင်ကြီးလို့ခေါ်ပါတယ်ရရန်ရှိတော်လို့ပြောတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကလုပ်ငန်းရဲ့ asset စရင်ဖြစ်သွားတယ် အဆက်မှာမှသူက current asset ဖြစ်တယ်ဒါကြောင့်မို့လို့ balance BD debit နေချာမှာထည့်ပေးရမယ်။ဟာနှစ်ဆမှာဆိုရင်ပေါ့နော် accrue subscription ဆိုရင်အကောင့်မှာ BD debit ကထည့်။နောက်တစ်ခုကကြတော့ subscription in advance ဖြစ်တယ်။သူရဲ့အတိတ်ပဲကတော့ကြိုရထားသောအသင်းဝင်ကြီးလို့ခေါ်ပါတယ်။သူများရဲ့ပတ်စံတွေကြိုပြီးတော့ရထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကပြန်ပေးရမယ့်တာဝန်တွေရှိနေပြီ။ဒါကြောင့်ဒီစာရင်းကလုပ်ငန်းရဲ့ liability ဖြစ်တယ်။ liability မှာမှ current liability ဖြစ်တယ်။ ။ဒါကြောင့် balance PD credit nature လို့မှတ်ထားပေးရမယ်။ဒါဆိုတော့ subscription လို့ပြောရင် subscription ညှိနှိုင်းရမှာက subscription in area တခုနဲ့ subscription in advance ဆိုပြီးတော့ဖြစ်တယ်။ area က asset ဖြစ်လို့ balance PD debit nature ဖြစ်တယ်။ advance က liability ဖြစ်လို့ balance PD credit nature ဖြစ်တယ်။အစောမှာတော့ subscription account ဆွဲတော့မယ်ဆိုရင်လာအစားနှင်းအစားမှာအဲ့ဒီ accrue တွေ advance တွေရှိတယ်ဆိုရင်တို့ရဲ့ nature အတိုင်း light ထည့်လိုက် ထည့်ပြီးွားရင်နောက်တစ်ဆင့်အနေနဲ့ပါထည့်မလဲဆိုဘန်ကိုထည့်မယ်။အဲ subscription ဆိုတာလုပ်ငန်းရဲ့ income ဖြစ်တဲ့အတွက်ကြောင့်ဒီဇယင်းကဘန်ကောက်မှာပတ်စံဝင်နေဘန်ကောက်မှာ debit ဖြစ်လို့ဒီ subscription ကောက်မှာဘန်ဆိုပြီးတော့ credit နဲ့ဇယင်းသွင်းတယ်။ပြပြီးွားပြီးဆိုရင်တော့လကုန်ချိန်နှစ်ကုန်ချိန်မှာ balance CD လေးကိုပြန်ထုတ်မယ်။ CD ဆိုတာ BD နဲ့အမြဲတမ်းစန့်ကျင်ဘက်တွေမှာထည့်ပေးရတယ်။အကြောင်း CD ထည့်ဖို့ဆိုရင် BD ကိုမအားလို့ကြက်ထားလိုက်မယ်နော်။ဒါကမအားလို့ accrue prepaid အခန်းမှာတင်ထားတဲ့အတိုင်းပဲ။ ဗီဒီယိုတက်ထားလိုက်ရင် CDR သူနဲ့ဆန့်ကျင်ဘက်ပဲဆိုတာကိုသိရမှာဖြစ်တယ်เนาะ CV ထည့်ပြီးတော့အကောင့်ပိတ်နိုင်ပြီအကောင့်ပိတ်လိုက်ရင်ကွာခြားချက်ပေါ်လာလိမ့်မယ်ကွာခြားချက်ကိုကြာရင် IE ဆိုတာ income and expenditure ကိုအတူကောင်းရေးထားတာဖြစ်ပါတယ်ပြီးတော့ကွာခြားချက်က income and expenditure လို့ရေးပေးရမှာဖြစ်တယ်ဒါကတော့ subscription account ဆွဲရမယ့်ပုံစံပါပဲဟာပြီးွားရင်တော့ notes number 4ကတော့ trade payable account ဆွဲပြီးတော့ credit purchase တန်ဖိုးရှာပေးရမယ် ဒါဆိုတော့ trade paper account ဆွဲပြီး credit ပါချိစက်တံပိုးရှာတာကကြတော့မတို့ incomplete မှာတွက်ခဲ့တဲ့အတိုင်းပါပဲเนาะအဲ့ဆိုရင် total ပါချိစက်တွေကိုနောက်နောက်တစ်ဆင့်မှာဆက်ရှာပေးရမယ်ဘူတော့ပါချိစက်လည်း incomplete အတိုင်းပါပဲအခုကနောက်ဒါ notes number 6ကတော့ open နီးမှာ accruing prepaid စီးရင်များရှိတယ်ဆိုရင် walkie တွက်ပေးရမှာဖြစ်တယ် depreciation ကမတ်သက်မပေးထားရင် walkie မှာ non current asset ရဲ့ cost ကောင်းဆွဲပြီးတော့ depreciation တန်ဖိုးရှာပေးရမယ်။ non current asset ရောင်းတဲ့စည်းရင်းတွေရှိတယ်ဆိုရင် working မှာ disposal ကောင်းဆွဲပေးရမယ်တဲ့။ဒါတွေကတော့ incomplete record နဲ့ and to the notes တွေเนาะ။ incomplete နဲ့ notes ကဆိုလို့အဲ့မှာ incomplete တော့အကြတော့ trade receivable account ဆွဲပြီး credit စီရှာရတယ်လေ။သူကြတော့အခုကကြတော့ credit card ရဲ့ account မလိုတော့ဘူးသူ့နေရာမှာပါဆွဲလိုက်လို့ဆိုတော့ subscription account ဆွဲပေးရမယ်ဒါပဲကွာလေ subscription နှစ်ခုရှိတယ်အဲ့ဒါမှတ်ထားပေးရမယ်အမတို့လေဟိုဆိုရင်တော့ non trading နဲ့ပတ်သက်ပြီးဒါ notes ပေါ့နော်ဒါဆိုကုန်သွားပြီနော်ဆိုတော့ non trading မှာ final account ၃ခုရှိတယ် final account ၃ခုတွေကဘာ account တွေ restaurant account တွေရဲ့ income expenditure account ရဲ့ SOP ရဲ့ဖြစ်တယ် အဲ့ဒါတွေတွတ်ဖို့ဆိုရင်ဒီ notes ကိုကြည့်ပြီးတော့စဉ်းစားပြီးတော့အမတို့ကတွတ်ကြရမှာဖြစ်တယ်เนาะဒါဆိုရင်ဒါပဲပေါ့เนาะ